ီနေ့ကတော့ဖြိုးကနေလက်စာတည်စာအနေနဲ့ရွှေဖြုံသီးမုတ်ကြော်လေးလုပ်ပြီးတော့စားပြမလို့ပါဖြိုးဘလော့လေးအဆုံးထိကြည့်ပေးကြပါအောင်ရှင်အလုံးမင်းမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဖြိုးကမုံလာဦးမုတ်ကြော်မဟုတ်တော့ရွှေဖြုံသီးမုတ်ကြော်လေးလုပ်မှာပေါ့နော်ပအဝင်ပစ္စည်းကတော့ရွှေဖြုံသီးပါမယ်ဆံမုတ်ဆယ်စုံရဲ့ကောင်းမုတ်၃စုံ ပဇွန်ချောင်းစားနဲ့တကြားနဲ့ပါပါပေါ့နော်အရင်ဆုံးရွှေဖြုံသီးလေးတွေကိုဖြိုးအခွန်ခွာပေးလိုက်ပါမယ်ပုံမှန်ဖြိုးလှုပ်ရှားနေတာကတော့မုံလာဦးမုတ်ချိုဆိုလို့ရှိရင်မုံလာဦးဖြူနဲ့လှုပ်ရှားဖြစ်တယ်ပေါ့နော်ဒီတစ်ခါတော့ရွှေဖြုံသီးရှိနေတာနဲ့ရွှေဖြုံသီးလေးနဲ့လှုပ်ရှားမှာပေါ့နော်ကဲအထဲကအစာပလာလေးတွေပါဖြိုးလို့ဒါပြစ်ထုတ်ပေးလိုက်ပါမယ်ခုလိုပြောင်းတဲ့အထိဖြိုးလို့ကဇွန်နဲ့ချက်ထုတ်ပေးရမှာပေါ့နော် ပြီးရင်တော့အစိတ်လေးတွေတခြားစိတ်ပေးလိုက်မယ်စိတ်ထားပြီးသားလေးတွေကိုဖြိုးလို့ကဒါ ရေပုတ်ပတ်စုထဲမှာထည့်ပြီးတော့ပြုတ်ပြီးတော့မှာပေါ့နော်အချိန်တစ်ခုကြာပြီဆိုလို့ရှိရင်တော့ဖြိုးလို့ရွှေဖြုံသေးလေးတွေနူးမနူးစမ်းကြည့်ပါမယ်။အခုလိုနေထားဆိုလို့ရှိရင်တော့နူးပြီပေါ့နော်။ဒါဆိုရင်ဖြိုးလို့ဆယ်ပြီးလိုက်ပါတော့မယ်။အကယ်၍ကျိတ်ဆက်ရှိရဆိုရင်ဖြိုးကကျိတ်ဆက်နဲ့ကျိတ်ပေါ့နော်။အာကျိတ်ဆက်မရှိဘူးဆိုလို့ရှိရင်ဇွန်းနဲ့ခြေချင်းနဲ့ခြေလို့ရတယ်နော်။ဖြိုးကတော့ဒါမီးလာနေတာနဲ့အတော်ပဲရေလေးနည်းနည်းထည့်ပြီးတော့ကျိတ်ဆက်ထင်မှာပဲကျိတ်လိုက်ပါတယ်။ ပြီးရင်တော့စံမှုတ်တွေပါထည့်မယ်ကွန်မုတ်ပစွန်ချောင်းအရသာမို့အားလုံးထည့်ရေလေးနည်းနည်းထည့်ပြီးတော့သူတို့ကိုနှက်အောင်လို့ထက်ကြိတ်ပြလိုက်ပါမယ်မကြိတ်ချင်ဘူးဆိုလို့ရှိရင်လည်းဖြိုးဒီတိုင်းမှွေလည်းရတာပေါ့နော်ဒါအားလုံးညှက်အောင်ဆက်နဲ့ကြိတ်ပြသွားပြီဆိုရင်ဖြိုးလို့ဆောက်ပေါင်းလို့ရပြီပေါ့နော်ပေါင်းမဲ့ခွက်ထဲကိုစီလေးနည်းနည်းအရင်တုတ်ထားပေးပါမယ်ပြီးရင်တော့ခုနကကြိတ်ထားတဲ့မုန်းနှင်တွေကိုဖြိုးလို့စကားလေးနဲ့တိုက်ချပြလိုက်ပါမယ် ြောကြတော့ကျိတ်ဆက်နဲ့ကျိတ်တာဆိုတော့လေဒီတိုင်းလောင်းထဲ့ချင်လဲရတယ်တိလားအကယ်၍ကိုကလက်နဲ့ပဲကျိတ်တယ်လက်နဲ့ပဲခြေတယ်ဆိုလို့ရှင်တော့စကားနဲ့စစ်ပြောင်စစ်နော်ကဲပြီးွားရင်တော့ဖြိုးလို့စပေါင်းပြီးလို့ရပါပြီပေါင်းမှုအတွက်ဖြိုးကအပေါ်ကနေပြီးတော့ပလတ်စတစ်အကြည့်လေးပါအခုလိုအုပ်ထားပြလိုက်ပါတယ်ဘဲခုဆိုလို့ရှိရင်ဖြိုးမိနစ်90လောက်ပေါင်းထားလိုက်တာပေါ့နော်။ရာမရာကြည့်ကြည့်မယ်။ ကဲဒုတ်လေးနဲ့ထိုးကြည့်ရဲ့အခါမှာဒုတ်ထဲမှာထိုးလို့မုံနှစ်သားလေးမပါလာဘူးဆိုလို့ရှိရင်တော့ဒါဆိုရင်ရပြီပေါ့နော်။ကဲရပြီဆိုတော့ဖြိုးတို့ဒါနှစ်နာရီလောက်အေးခံထားပြီးလိုက်ပါတော့မယ်။အေးခံထားတဲ့အချိန်မှာဖြိုးကဒါအချင်ရည်လေးဖြော်မှာပေါ့နော်။အချင်ရည်အတွက်တကြားထည့်ရပြီးရင်ဖြော်ထားတဲ့မကြီးမဲရည်ရယ်ပြီးရင်ဖြိုးကတစ်ပစ်လေးစားခြင်းလို့ကော်ရည်လေးပါထည့်လောင်းထည့်လိုက်ပါတယ်။ပြီးရင်တော့ငရုတ်စီလေးထည့်တေချာနှောက်အောင်မှွင့်ပါမယ်။ အရသာအတွက်ငံပြရည်လေးပါဖြိုးအားထည့်ပေးလိုက်ပါတယ်ဒီပုံစံလေးရကြတော့ဖြိုးပုံမှန်ရုပ်စင်နဲ့မတူဘဲနဲ့ပြစ်ပြစ်လေးနဲ့အရန်ဆားလို့ကောင်းတယ်တိလားကဲမွေးမွေးနဲ့အခုလိုအနေထားလေးရပြီဆိုလို့ရှင်တော့ဖြိုးလို့ဆက်စားလို့ရပါပြီ။ကဲပြီးရင်တော့ဖြိုးလို့မုတ်ကိုစကြလို့ရပါပြီ။စီပူပူထဲမှာခုနကအေးခံထားတဲ့ တပြုံနီးမုတ်လေးတွေကိုလိုချင်တဲ့ပုံစံအတိုင်းလှည့်ပြီးတော့ကြော်ပြီးလိုက်ပါမယ်ပြောရကြတော့ရွှေဖြုံနီးအနှစ်ကပိုများတဲ့အတွက်ကြောင့်မလို့အီအီလေးဖြစ်နေတာပေါ့နော်အကယ်၍ရောင်းနှန်းဝင်ဆိုလို့ရှိရင်တော့ရွှေဖြုံနီးထပ်ဆန်မှုန့်တို့ကိုပို့ပြီးတော့ထည့်ပေးပေါ့နော်ကဲကြော်ထားတာလေးလေးရွှေညူအောင်တန်းလာပြီဆိုလို့ရှိရင်တော့ဖြိုးဆယ်လို့ရပြီပေါ့နော် တုံးထားတယ်ရွှေဖြုံဒီအလုံးလေးရလေးတသေးလေးပဲတည်ရဒါပေမဲ့မုတ်ကလည်းအများကြီးရတယ်ကဲတစ်ဖက်ကရွှေညူအောင်တန်းလာပြီဆိုရင်နောက်တစ်ဖက်ကိုပြောင်းပြီးတော့ကြော်ပေးပါတယ်သူ့ရဲ့အကြတာကလေဖြိုလို့ဒီမော်လာဦးမုတ်ကြော်အရသာထပ်ပို့ပြီးတော့အီအီလေးနဲ့ပို့စားကောင်းတယ်တည်လားကဲခုဆိုလို့ရှိရင်တော့အရန်ဆောက်လို့ကောင်းတယ်ဖြိုရဲ့ရွှေဖြုံဒီမုတ်ကြော်လေးရတော့ပါပြီ ကဲအခုဆိုလို့ရှင်တော့ဖြိုနေလင်စာတေးစာအနေနဲ့ပေါ့နော်မုံလာဦးမုတ်တော့မဟုတ်ဘူးဒီခါရွှေဖြုံသီးမုတ်ဖြစ်သွားတာပေါ့နော်အော်ကွေးချီစတိုင်ဖြိုရွှေဖြုံသီးလေးနဲ့လုပ်ထားတာပေါ့နော်ကဲစားကြည့်ကြပါနော်ဒါအရေးလေးကိုဖြိုချွတ်ချွဲလေးပြန်လုပ်ထားတာဒါကြပါအောင်ရှင်စားတော့မယ်နော်တခါမှဖြိုမလုပ်စားဘူးသေးတယ်ရွှေဖြုံသီးနဲ့ကိုလေอืมသူအသေးအေးအေးရွှေဖြုံသီးနဲ့လည်းစားကောင်းတယ်မုံလာဦးနဲ့ ရွှေဖြုံကြီးလောက်တာရွှေဖြုံကြီးကပို့ပြီးနူးညံ့တော့ပိုကောင်းသလိုပဲဒီလား嗯，说说人家高了。嗯，高了吧？我拿大了点，就就零，零下就一一零的，嗯。嗯。 မျိုးစီကြမ်းမုံနေထဲတာအချင်းရွှဲချွဲလေးကိုလေပြောရလေမော်လမြန်မှာတွဲခဲ့တော့လေတိချင်တာဘာကြောက်ချွဲဆိုတော့အော်နောက်မှဖြိုးလေးလာလိုက်တာသူကကော်မုတ်တွေထည့်တာကိုကော်မုတ်ထည့်တော့လေအရေးလေးအခုလိုပြပြလေးဖြစ်နေတာပေါ့နော်တမျိုးလေးစကောက်လန်တရားသူလဲ ောင်းတယ်ပါရုပ်တည်နေပိုကောင်းတယ်ကျေပြောမျိုးကြလုံးနေဖြိုးအိမ်မှာဟင်းချမ်းကောင်းမလားဘာလို့ကောင်းမလဲသူစဉ်းစားနေတယ်ဖြိုးမထူတော့ဆိုမလို့စားတယ်တချို့ဖြိုးတစ်ခါမုံလာဦးကျော်လုတ်သွားလေအဲရွှေဖြုံသီးနဲ့လုတ်တာပိုကောင်းတယ်ပေါ့နော်အဲ့ဒါနဲ့မုံလာဦးနဲ့မလုတ်ပဲနဲ့ဖြိုးဒီတစ်ခါအိမ်မှာလဲရွှေဖြုံသီးရှိနေတော့လေအဲရွှေဖြုံသီးနဲ့လုတ်ကြည့်လိုက်တာပေါ့နော်တကယ်လဲစားကောင်းတယ်သိလား

ောင်းညောပဲဖြိုးလို့ပဲဒါနေလည်နေခင်တေးကြဘာလောက်စားမလဲမသိလို့ရှင်ရွှေဖြုံသီးနဲ့အော်ကွစ်ကြီးလေးလောက်စားကြည့်ကြနော်ဖြိုးဖူလေးလည်းပြောသူပြောတာရွှေဖြုံသီးနဲ့လိုက်ပဲလောက်စားကြည့်လိုက်တာပေါ့နော်ကဲနောက်ဘလို့ကြားလို့ရှင်လေဖြိုးဘာချက်ပြရောဘာစားပြအောင်မလဲဆိုတာစမှတ်ကြည့်ရှုပေးကြပါဦးရှင်တက်တာ